အခုအရင်ဆုံးကမ္ဘာနိုင်ငံရေးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါရစေ။ကမ္ဘာမှာစစ်ပွဲကြီးတွေကြုံနေရချိန်စီးပွားရေးအပြိုင်မှုတွေပြင်းထန်နေချိန်နိုင်ငံတစ်ခုရဲ့ပြည်တွင်းပြည်ပနိုင်ငံရေးမူဝါဒတွေကအထူးအရေးကြီးတာပါ။အခုဒီအပိုင်းထွက်ပေါ်နေတဲ့နိုင်ငံရေးသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါရစေ။ယူကရိန်းကိုပေးတဲ့စစ်ရေးအခုရပ်ဆိုင်းလိုက်တဲ့ဆိုတဲ့သတင်းတနင်္လာနေ့ညမှာထွက်ပေါ်လာတဲ့အခါမှာပဲရုရှား drone တွေကယူကရိန်းမြို့တွေပေါ်ဆက်လက်တိုက်ခိုက်နေကြပါတယ်။အမေရိကန်ဆုံးဖြတ်ချက်အကျိုးဆက်ကိုရှင်းရှင်းကြီးမြင်ရတယ်လို့ယူကရိန်းအမတ်တွေကပြောကြပါတယ်။ ယူကရိန်းလွှတ်တော်မှအိုဒက်စကီကွန်ချာရန်ကိုကအခုလိုဆိုပါတယ် This means လူရေထုံချီစီရမယ်အသိပေးပါမယ်ယူကရိန်းဒိုနက်စတေတာအနောက်ပိုင်း Park Frogs မြို့နားမှာစစ်ကစစ်ဖြစ်နေသေးပါအမတ်စလေးကြီးတဲ့တပ်မဟာမှုဆက်သွယ်ရေးတင်ကြတာခေါ်ဘာကအခုလိုပြောပါလေ။ Стреляем мы ту итальянскую, но богато Итали хауза အမျက်ကိုကျွန်တော်တို့ပြစ်နေရတာဗျ။ 105မမအပါဝင်ကြီးတွေကိုအမေရိကန်ကနေရပါတယ်။ဥရောပကကောကျွန်တော်တို့ကိုပေးမှလား။ပေးမယ်လို့မျှော်လင့်ပါတယ်ဗျာ။အမေရိကန်စီးရဲ့အကူရက်လို့ဖြစ်လာပဲလိုအပ်ချက်ကိုဥရောပကပေးနိုင်ပါမလား။ Mayek Intelligence အဖွဲ့ကရုရှားရဲ့အကြွမ်းကျင်သူ Mark Galliotti ကအခုလိုထင်ပါတယ်။ There are certain systems ranging from Patriot Drone ကနေ Abrams တင်ကားတွေနဲ့ Bradley တိုက်တင်ကားတွေအထိယူကရိန်းကအသုံးပြုနေတဲ့စနစ်တွေကို ဥရောပကရနိုင်တဲ့တခုတည်းသော နီလန်ကဈေးကွက်ထဲကပါပဲ။ဒါအချိန်ဆောက်ရပါမယ်။ဒါပေမဲ့ယူကရိန်းကလည်းသူ့ကိုယ်ပိုင်လက်နက်တွေကိုထုတ်လုပ်နေတာပါ။ကာကွယ်ရေးနဲ့လုံခြုံရေးမူဝါဒလေ့လာရေးအဖွဲ့ Royal United Service Institute ရဲ့ဒုတိယညွှန်ကြားမှု Macom Chambers ကအခုလိုပြောပါတယ်။ Probably about half the weapons which Ukraine is now Ukraine ကအခုသုံးပြနေတဲ့လက်နက်တပွဲလောက်က Ukraine ထုတ်လက်နက်တွေပါကြံလေးပုံတစ်ပုံက American ထုတ်နောက်လေးပုံတစ်ပုံကတော့ဥရောပနဲ့တခြားနိုင်ငံထုတ်တွေဖြစ်ပါတယ်အနောက်နိုင်ငံတွေကလက်နက်တွေကို Ukraine ကိုပို့တာအပောင်းဝင်တခြားရေးကြီးတဲ့အထောက်ကူတွေကိုလည်း American ကပေးနေပါတယ် Macron Hamels ကအခုလိုဆက်ပြောပါ Finally uh the US so Ukraine တပ်တွေကိုထောက်လိုက်တဲ့တွင်ပေးနေတဲ့ရေးကြီးအခန်းကဏ္ဍကိုလည်း American ကယူထားပါတယ် ဆီယေအခုရက်ထားတာဟာပြဿနာဖြစ်ရှိကိုအထောက်အကူဖြစ်စေဖို့ပါလို့ထရမ့်အစိုးရကဆိုပါတယ်။အမေရိကန်ချူပြတ်သမ္မတဂျေရီပန်စတာအခုလိုပြောရမှာလဲ Neither Europe nor the United States ဥရောပပဲဖြစ်ဖြစ်အမေရိကန်ပဲဖြစ်ဖြစ်ယူကရိန်းပဲဖြစ်ဖြစ်ဒီစစ်ကိုတရှိမျိုးဆက်မသွားနိုင်ပါဘူး။ဒါကြောင့်လူတိုင်းစစ်ပွဲပိုင်းကိုလာကြဖို့အရေးကြီးပါတယ်။ဥရောပမဟာမိတ်အဖွဲ့ကယူကရိန်းကိုဆက်လက်ထောက်ခံမယ်လို့ဗြိတိန်ဝန်ကြီးချုပ်ကတော့တနင်္ဂနွေနေ့ကပြောခဲ့ပါတယ်။ ကျွမ်းကျင်သူမတ်ဂယ်လီယိုတီကအခုလိုထင်ပါတယ် Vice President Vance's claim that a lot of the European လူမှုမီဒီယာနဲ့လူတွေကြားမှာတော့ယူကရိန်းရဲ့နောက်မှာဥရောပခေါင်းဆောင်တွေအခိုင်အမာမှာရှိကြပေမဲ့လူမသိသူမသိတွေ့ကြပြီဆိုရင်တော့သူတို့မှာတန်တရားတွေရှိနေကြတယ်လို့ American ဒုသမ္မတ Vance ကပြောပါတယ်ဒါလုံးဝမမှန်တာတော့မဟုတ်ပါဘူးလုံခြုံရေးအားအကောင်ဆုံးမဟာမိတ်နဲ့ကွဲပြီးကိုတက်တွေလက်နဲ့မရှိဘဲနဲ့ယူကရိန်းကိုဆက်ကာကွယ်လို့ရပါသလားဗျာ ယူကရိန်းကငြိမ်းချမ်းရေးအတွက်ဂတိကဝယ်ထားပါတယ်လို့ X လူမှုစာမျက်နှာမှာရေးပြီးထရမ့်အစိုးရကိုယူကရိန်းသမ္မတဗိုလိုဒီမားဆယ်လင်စကီကအနူးညွတ်မြစ်တာရပ်ခံလိုက်ပါတယ်။ရုရှားဘုံတွေအောက်ဒုက္ခရောက်နေကြတဲ့ယူကရိန်းပြည်သူတွေအတွက်ကတော့အမေရိကန်အကူဖြတ်လိုက်တာခါတက်တဲ့ရလပ်ပါပဲ။ကီဖစ်မနေသူဗစ်တိုးရီယာကအခုလို့ ြောပါတယ်။ Sesiki yes devices ရှင်စိတ်ပြောင်းသွားဖို့မျှော်လင့်ပါတယ်။အကျူးကျော်ခံတွေကအရာရာအတွက်အပြစ်မရှိနိုင်ပါဘူး။ဒီအတွက်အပြစ်ပေးမခံထိုက်ပါဘူး။ပြည်မျိုးသားအီလီယာကတော့အခုလိုမြင်ပါတယ်။ Может Европа я пенсию поможет. Европа ကတနည်းနည်းနဲ့တော့ကူညီနိုင်မှာပါ။ဥရောပပဲမျှော်လင့်စရာရှိပါတယ်။ဘယ်သူမှမရှိပါဘူး။ဒီချိန်မှာပဲယူကရိန်းအခုရပ်လိုက်တာဟိုရုရှားကကြိုးဆိုလိုက်ပါတယ်။ငင်းညာတဲ့နီလာနဲ့အခြေအနေတည်ငြိမ်သွားအောင်ဒါကကူညီကောင်းကူညီနိုင်ပါမယ်လို့ရုရှားကဆိုပါတယ်ခင်ဗျာ။